တို့ညာ channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ clicker ပေါင်းနဲ့ dollar ပြည်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာကတော့ Ilya Arenbeck ရေးသားတဲ့ The Fall of Paris အကိုဆရာမြတ်တန်းတင်ဘာသာပြန်ဆိုထားတဲ့ Paris ကြဆောင်ကန်းစာအုပ်တတိယအတွဲအခန်း83ဖြစ်ပါတယ်။ကဲဆက်လိုက်အောင်။ယခုတလောဂျဲနက်ကိုကြည်ရသည်မှာစိတ်ညစ်နေသည်ပေါ့။သူ့ကိုကြည်ရသည်ကနည်းနည်းမှကနာမငြိမ်။အမှန်စင်စစ်ဂျဲနက်သည်ဘာကိုမှလည်းစိတ်ဝင်စားခြင်းမရှိတော့ဘာကိုမှလည်းမတွေးချင်တော့သူ့ပုံမှန်တရားမှာအကြီးအကျယ်မကြမ်းမာနေသည့်လူတစ်ယောက် တတိမယတစ်ချက်ရတစ်ချက်ရှိပုံမျိုးနဲ့သာတူတော်သည်ဂျန်နက်သည်အတန်လွှင့်ရုံသို့သွားကာအလုလုမြဲသူ့ပေါင်းသင်းများကစစ်အကြောင်းကိုပြောကာနောက်ဆုံးထုတ်သတင်းစာများကိုအလူရက်ဖတ်ကြသည်သူတို့စကားများကိုလည်းဂျန်နက်နားမထောင်ဖြင့်သူ့အတန်အော်အော်ကလေးဖြင့်စေကြောညာများရက်ကြောညာတချင်းများကိုဆိုရတော့ထို့နောက်အတန်လွှင့်ခွက်ရှိရင်ရက်ကလူတွေစိတ်ဝင်စားသည့်တစ်ပင်အကြောင်းလေအကြောင်းတို့ကိုစကလုံးကြည့်ကြည့်နေဖတ်ပြရတော့ဂျန်နက်သည်ကြပြားနှင့်ကြောညာကိုမခွဲကြတတ်တော့ သူ့လက်မရောက်ခင်တရင်ကြညာသူများ၏အတန်သေးပြီလျင်တရင်ဟုမထင်တော့ထူးဆန်းသည့်လုပ်ငန်းကုမ္ပဏီတစ်ခုမှကြော်ညာများဟုထင်နေသည်ရန်သူတို့ကနှစ်မြုပ်ကြလိုက်သဖြင့်တင်မော့တံပေါင်းများစွာနှစ်မြုပ်ခဲ့ပါသည်ရန်သူတင်မော့တံပေါင်းများစွာကိုမိမိတို့ကနှစ်မြုပ်ခဲ့ပါသည်ရေပေါ်တွင်ဆက်စီကွက်များကိုအများအပြားမြင်ခဲ့ရပါသည်တနင်္ဂနွေနေ့ရောက်လျင်ဂျန်နက်သည်ညနေမိုးချုပ်သည့်တိုင်အောင်လမ်းမတကာရှောက်သွားနေသည်စုညံနေသည့်အတန်ဒီကြားထဲတွင်သူ့ကိုယ်သူမြစ်ပြလိုက်ခြင်းသည်ထိုနေ့ကတတရရရပါရီမြို့သူမြို့သားများသည်ဘိုလောညာပန်းချံတွင် တင်းနေကစားနေကြသည်ကန်ထဲတွင်လှေလောကြသည်အရိတ်ကောင်းသည့်ကဖေးဆိုင်များတွင် ထိုင်ကပပန်းမင်ဖြော်ရည်စိမ့်စိမ့်တွေလိမ္မော်ရေဝဝါတွေကိုတောက်နေကြသည်ဂျန်နတ်ကတပိတ်လွယ်ငှက်ကလေးတစ်ကောင်ကိုလှမ်းမြင်လိုက်သည်တပိတ်လွယ်ငှက်ကလေးရဲ့သူကခေါ်လိုက်တဲ့အခါတွင်ငှက်ကလေးကလန့်ပြန်ပြေးသည်လမ်းကြားကလေးတစ်ခုထဲတွင်ဇုံတဲ့တူတဲ့တွေ့လိုက်ရသည်ယောက်ျားလေးကစစ်သားကောင်မလေးကမှဲ့ကြောက်တူတူပန်းရဝတ်စုံကလေးကိုဝတ်ထားသည်စစ်သားကလေးကငငယ်ကလေးတို့ရရင်ညနာကတည်နေသည် လက်ထဲတွင်တန်ခမောက်ကင်နာသည် မိန်းကလေးကတော့ငိုလျက်မကြခင်ပြီးသွားမှာပါကွယ်စစ်သားကလေးကပြောသည်ဂျန်နက်သည်သူတို့နှစ်ယောက်ကိုကြည်ပြီးမနာလို့ဝင်တို့ဖြစ်မိသေးသည်ဒီများလောက်လေးပြောရလျင်တော်ပြီယခုမှသူ့ဘဝကအထီးတဲသူတွေမျောလင့်ချက်မရှိမျက်ရည်မရှိတော့ကမရှိတနင်္လာနေ့တွင်ဂျန်နက်သည်ပတင်းပေါက်တွေကိုပိတ်ပြီးအခန်းတွင်အောင်းနေသည်အလင်းရောင်မမြင်ချင်းတို့ရရင်ညနေမြို့ထဲသို့ထွက်လာသည့်ခါ၌ဂျန်နက်တအံ့တော်ဖြစ်နေသည်ပါရီသည်မှတ်မိနိုင်စရာပင်မရှိ ဈေးဆိုင်များနဲ့ကဖေးဆိုင်များကပိတ်လျက်ကတော့ကမျောရေးထားသည့်ဆိုင်ပိတ်သည်ဆိုသည့်ဆောင်ရွက်ဖြူဖြူကလေးများကဆိုင်ရှိတွင်ကက်လျက်သာအိမ်များအနီးတွင်လူတွေရရုပ်တဲတဲအချို့ကပရင်းပေါက်များကိုအသိပိတ်နေကြသည်အချို့ကတော့တက်တာများအထုပ်ပိုးများကိုပြာကြီးပြာရာထုပ်ပိုးနေကြသည်လမ်းကိုဖြတ်ကူးဖို့ပဲမလွယ်လမ်းပေါ်တွင်မတော်ကားတန်းကြီးကမဆုံးနိုင်တော့မတော်ကားခေါင်မိုးပေါ်တွင်အိရာလေးတွေပြေမောက်လျက်မျက်ရည်တို့ဆွတ်ဆွတ်လျက်ထိတ်လန့်နေသည့်မျက်နှာများကကားပရင်းမှာပြုတ်ထွက်နေကြသည်မနေ့တုန်းကပင်ဘာဖြစ်လို့ပြေးလာကြတာလဲ နည်းနည်းလေးစောင့်လိုက်ကြရောပေါ့ဗိုလ်ချုပ်ဝေခန်ရဲ့စစ်ကြောင်းပါပေါ့ဆိုပြီးစစ်ပြေးဒုက္ခတဲ့များကိုမိခဲ့ပြောခဲ့ကြသည်သည်ယနေ့သူတို့ကိုယ်တိုင်ထပ်ပြေးနေကြရပြီမိယထဗုဒ္ဓယုံတို့အပြေးလွှားရောက်လာကြကအမိုးတွေပေါ်သူတက်စီးကြသည်လော်ရီအမိုးပေါ်သူတက်စီးကြသည်သူတို့ကိုတင်သွားရန်ကားမောင်းသမားများကိုရှစ်ခိုးဥတင်ပြောကြသည်ပါရီမျိုးကြီးသည်나ယီနှင့်အမျှလူပားတစ်ထပ်ပါလာနေပြီဂျုံစီတို့ဖိတ်ကြနေသည်အိတ်ပေါက်ကြီးနှင့်တူနေတော့သည်ပင်စင်လာကဆိုင်ရာဝင်ကြီးများယုံရှိတွင်လော်ရီကားကြီးတွင်တတိကြီးရက်နေကြသည် ။ဘာကြောင့်မှမသိ။ပရိဘောကများကိုတင့်နေသည်။အချို့ဇပွဲများကလထိုင်းများကြောင်ဝင်များကစင်းကြံတွင်စုပုံလျက်မိမကြီးတစ်ယောက်ကဓပြအကြောင်းထပ်နေသလိုအမေကိုလည်းခေါ်ကြပါဦး။အမေကိုလည်းခေါ်ကြပါဦး။တတို့တို့ပြောနေသည်။ဂျန်နက်သည်ရှုကင်းကိုကြည့်၍လန့်သွားကာဘာရီများဖြစ်ကုန်ကြနေပြီလဲမသိဘူးလို့တွေးနေသည်။ဂျန်နက်ကအထိတ်တလန့်ဖြင့်ဘာဖြစ်လို့လဲအမေဆိုပြီးမေးလိုက်သည်။ဘွားကြီးကဂျန်နက်ကိုကြည့်လိုက်ရင် ဟမ်ညီမသိသေးဘူးလား။ဂျာမန်နေရိုရင်မြို့ကိုရောက်ကုန်ပြီတဲ့ဆိုပြီးပြောသည် ဂျန်နလမ်းမလက်ကန်အေးသည်အောက်သို့ပြုတ်ကျသွားသည်ပစ္စည်းများကလမ်းပေါ်တွင်ပြန်ကျဲလျက်သုံးမွေလုံးတစ်လုံးလက်ကန်ပွားတစ်ထည်ဖျောင်းနိုင်တချို့နှင့်လိမ်မော်သည့်သုံးလေးလုံးမိမကြီးအားတီအီငိုနေသည်ဂျန်နကလည်းရောယောင်၍ငိုမိသည်တခုခုကိုလှောက်ရတော်မည်မကြမီဂျာမန်တို့ရောက်လာကြတော်မည်ဘုံတွေကိုကျဲချတော်မည်လူတွေကိုလိုက်တတ်ကြတော်မည်ဂျန်နသည်ကြောက်အားလန်အဖြစ်ပြေးလာခဲ့သည်ငကိုဂျန်နမဟုတ်တော့စိတ်ပြတ်ထိတ်လန့်ခြင်းရေစီးကြောင်းတွေတွင်မျောပါသွားသည့်ကောက်ရိုးမြင်ကလေးတစ်မြင်လိုပဲရုတ်တရက်ရက်လိုက်သည် မိသည့်နေရာသို့သွားရမည်နီစိတ်ပြက်စရာကောင်းသည့်လိုင်းရုံမြို့ကလေးကိုအမှတ်ရသည်ရှုံတော့နေသည့်အဖေမျက်နှာကိုမြင်သည်ထို့နောက်ဖလူရီရွာကလေးကိုအမှတ်ရပြန်သည်စပြစ်ချံမှစပြစ်ရွာပြပြများတိတ်ဆိတ်ပူပြင်းသည့်နေ့ရင်ကောင်းတို့တဝီဝီအော်သည်ဤမျှလောက်တကားမှဘဝကိုခင်တွယ်ခြင်းမဖြစ်စဘူးရက်ဆက်ကြမ်းကြုတ်သည့်ဘဝသည်ချက်ချင်းချုံမြင်လာသည်ဟုထင်လိုက်ရသည်ဟုတ်သည်သူလည်းအများနည်းတူသွားကိုသွားမှဖြစ်မည်ဒီလိုင်ရုံရက်ွက်သို့လာခဲ့သည် ဘူဒာယုံတို့မရောက်မီအဝေးကြီးကလေးကအထုပ်ပိုးတွေကိုထမ်းကဘူဒာယုံဘက်သို့သွားနေသည့်လူတန်းကြီးကိုတွေ့ရသည်ဘူဒာယုံလည်းရောက်ဖို့ကမလွယ်ပလိတ်တရားတားတော်လည်းမရလူအုပ်ကြီးကဘူဒာယုံထဲသို့ရောက်အောင်အတင်းတိုးနေသည်ဟေးစကြောက်တွေတစ္ဆပေါက်တွေမင်းတို့ကြီးထွက်ပြေးမလို့လားကွာတို့ကတော့မသွားရသေးဘူးထောင်ကျောက်ထဲမှာမိနေတဲ့ကြွက်တွေလိုနေရစ်ခဲ့ရမှာလားဆိုပြီးအော်နေကြသည်ညနေရင်ယထာများရှိသည်ဟုပလိတ်များကပြောကြသည်တို့ရရင်တို့စကားကလည်းဘာမှရေရာမရှိဟိုးရဝါတာညနေဓမင်းစားချိန်ထီအောင်ယထာကိုစောင့်ကြသည်စာလဲစာလာပြီလေ မောလဲမောလာပြီအချို့ကပလက်ဖောင်းပေါ်တွင်ထိုင်ကပါလာသည့်စားစရာကလေးများကိုစားကြသည်လူသမားဤတယောက်ပေါင်မုတ်တလုံးကိုခက်ကြီးကြီးလှီကာပေါင်မုတ်လင်းငါချက်နှင့်ဝက်ဥချောင်းများကိုဂျဲနတ်သို့ပေးသည်သူ့ကိုဂျဲနတ်တိတ်ကိုကျေးဇူးတင်သည်တို့ရရင်ကျေးဇူးတင်စကားကလေးကိုမှမပြောနိုင်နှကမ်းများသာတရရရလှုပ်နေကြသည်အိမ်ကထွက်လာကြတဲ့ကဘာမှမစားရသည်ဝမ်းထဲတွင် မိစာကြီးထိုးထားသလိုပူလှပြီညသည်ခါတိုင်းထက်ရောက်လွယ်သည်ထင်ရသည်မြို့ပေါ်တွင်မိခိုတံမမဲကြီးကိုမြင်ရသည် ရိုရင်မြုပ်မီးလောင်နေခြင်းဖြစ်သည်ဟုပြောကြသည်အချို့ကလည်းမီးလောင်ခြင်းမဟုတ်ရန်သူတို့မမြင်နိုင်ရန်မြို့ကိုမိကိုမှိုက်ဖုံးထားခြင်းဖြစ်သည်ဟုဆိုကြသည်မိမများနဲ့ကလေးများကအမှောင်ထဲတွင်အလံတကြားအော်ကြသည်သူတစ်ကိုယ်လုံးမွန်းကျက်နေသည်ဟုဂျဲနတ်ထင်သည်မနက်အာယုံတက်လောက်တွင်ဘူဒာယုံတို့နောက်ထပ်လူအုပ်တွေရောက်လာကြပြန်သည်တို့ရရင်ယထာကတစည်းမှမထွက်သည်ဂျဲနတ်သည်လမ်းမတွေကိုရှောက်သွားရင်နောက်ဆုံးတွင်ကန်းနာသို့ရောက်သွားသည်ထိတ်လန့်နေသည့်သူ့မျက်လုံးများကိုမြေသူကားမှဂယုတစိုက်မကြည့်ကြတော့ ယခုချိန်တွင်လူတိုင်း၏မျက်လုံးများသည်သူ့မျက်လုံးလိုပင်ထိတ်လန့်ကြောက်ရွံ့သည့်အသွင်ကိုစောင့်နေကြပြီ။လမ်းတွင်တယောက်နှင့်တယောက်တွေ့လျင်ရက်တံကတစ်တာဗမာဝယ်၍ရနိုင်သည်။တွန်းလှဲဗမာငှား၍ရနိုင်သည်တို့ကိုမေးမြန်းစုံစမ်းကြသည်။တယောက်နှင့်တယောက်သတင်းအတိုအထွာတွေကိုပြောကြသည်။ဂျာမန်နီမန်တေကိုရောက်နေပြီတဲ့။မဟုတ်ဘူးချန်တီလီမာတဲ့။ရှောင်းစီစေးလမ်းမပေါ်မှာဂျာမန်တပ်တွေလေထီးနဲ့ဆင်းကုန်ကြပြီတဲ့။ဂျာမန်နဲ့ရထားလက်နောင်ဖွင့်နေပြီဆိုပဲ။ဟာမဟုတ်ပါဘူးတဲ့။တို့ကိုသစ္စာဖောင်းနေကြတာကွာ။တို့ကိုသစ္စာဖောင်းနေကြတာ။ ဆိုပြီးတယောက်ကိုတယောက်ပြန်လည်ပြောနေကြသည်တငယ်မလေးတယောက်ကရေခဲမို့တစ်ခုကိုအငမ်းမညာစားရင်ငိုနေသည်စစ်ဘိုလ်ချုပ်ကြီးတယောက်ဖြတ်သွားသည်လူတယောက်ကသူ့ကိုစိမ့်စိမ့်ကြီးကြည့်ကခမားတို့စွန်ကုန်ပြီလားဆိုပြီးမကြားတကြားမေးနေသည်လမ်းကလေးတလန်းနဲ့ရင်ခလေးမတယောက်ရမင်းယုတ်ကြီးတယောက်ကိုတင်းကျပ်စွာဖတ်ရင်အော်ငိုနေသည်စိတ်ကြက်လမ်းတော့တွင်ဖွင့်ထားသည့်ပမုတ်ဆိုင်တစ်ဆိုင်ရှိသည်လက်လက်ဆက်ဆက်ဖုတ်ပြီးစားပမုတ်နန်းကမှွေးနေသည်ဂျန်နက်သည်ရင်ထဲတွင်ကိန်းဝင်နေသည့်အသက်ရှင်နေလိုစိတ်သည်နောက်တစ်ဖန်နှိုးကြလာသည်ဟုထင်ရသည် ူတွေများသည်ရောက်ရက်ခလျက်ရှိသည် သူဘာလို့ရမည်နီအတန်လွင့်ရုံသို့ခတ်တုတ်လာခဲ့သည်ဂိတ်တွေပိတ်ထားပြီးအဆောင်မင်းမရှိတော့မာရီရှယ်ကိုသတိရသည်သူ့ခန်းသို့ရောက်သွားသည့်အခါတွင်စာအုပ်များနှင့်တပူတလုံးနီဂရိုယမင်းရုပ်ကလေးကိုတက်တာတလုံးထဲကိုထည့်နေသည်ကိုတွေ့ရသည်ယမင်းရုပ်ကလေးကတက်တာထဲသို့တွင်း၍မရခေါင်းကပြင်းပြန်ထွက်လာသည်နောက်ဆုံးသတင်းကိုကြားပြီးပြီလားအီတလီကလည်းပြင်သစ်ကိုစစ်ကျင်လာလိုက်ပြီတဲ့ဒီကောင်ကအချိန်ကောင်းအောင်စောင့်နေတာတော်တော်လေးဆိုးတဲ့ကောင်လေးခုတော့အစိုးရလည်းထွက်ပြေးပြီလေ အောင်မွေးရတဲ့ဒီတိုက်မယ်ဆိုတာဒါပဲလားမတော်ကားကလည်းတော်တော်ရှားနေပြီကိုနဲ့ grandel ပေါင်းပြီးမတော်ကားတစည်းဝယ်ထားတယ်ခုတက်စီသွားရှာနေလေရဲ့တက်စီရရင်ကိုရိုနဲ့လိုက်ကျင်လိုက်ခဲ့လေဂျန်နတ်ဂျန်နတ်တိတ်ဝမ်းသာသွားသည်ဖလူရီယိုပို့ပေးနိုင်မှာမလားတက်စီရဗမာမှာရှာရင်းမရဝီလီဝီလင်းလောက်တင် grandel ပြန်လာသည်သူ့မျက်နှာကတုံမှုံလေရဲ့ချားစီသွားရှာတော့လေသူတော်မနေ့ကချစ်ချင်းရှောက်ခဲ့ရတယ်လေတက်စီရဗမာမှာမရှိတော့ဘူးရဲ့ခုနေမြင်းနဲ့ကောင်တော့ရှာလို့ရရင်လည်းကောင်းတာကွာမြင်းနဲ့သွားလို့ရတာပေါ့ လာရှိသိမ့်ဆိုင်ထဲမှာတော့အမြောက်တွေဆင်းနေတယ်။ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရတယ်။စစ်သားတွေကတော့တနေရာကိုသွားနေကြတယ်။ဘယ်ကိုရဲလို့တော့မပြောတတ်ဘူးပေါ့လေ။အမေရိကကလည်းဂျာမနီကိုစစ်ကြညာလိုက်ပြီတဲ့။ကျွန်တော်တော့သိမယုံပါဘူးဗျာ။မာရီရှဲကရုတ်တရက်អော်လိုက်သည်။သတင်းစာလည်းမဖတ်ရ။ရေဒီယိုလည်းနားမထောင်အောင်ဆိုတော့ကိစ္စကပြတ်နေပြီ။ပါရီမှာအစိုးရမရှိတာတော့သိကြပြီ။အတန်ကြာမှငြိမ်ကြသွားကကိုတို့ချစ်ချင်သွားမယ်လေ။ဂျန်နက်လိုက်နိုင်ပါ့မလား။ဂျန်နက်ပျော်သွားသည်။ဘာကြောင့်မှမသိဘူး။ ဖလူရီတို့ခြေကျင်သွားခြင်းသည်ကလိကလစိတ်ကူတွေပေါ်နေသည်အခန်းသို့ပြန်ပြေးလာပြီးပစ္စည်းတွေကိုထုတ်ပိုးသည်ခြေကျင်သွား၍ကောင်းမြီဖနက်ကိုစီးသည်သူ့စိတ်ထက်သန်ရွှလန်းမှုသည်ခဏသာကြာသည်လမ်းထဲတွင်ကြောက်စရာရိုးရိုးတဲတဲဖြစ်လျက်ကားတွေကဟွန်းတန်တပွန်ပွန်းလူတွေကတယောက်ကိုတယောက်အတင်းတိုးဝေးလျက်ပေါ်လျက်ဆဲရည်လျက်ဂျနက်သည်လူတွေကိုကြည့်ရင်းမောလာသည်သူ့ဘယ်ကိုပြေးရမည်နည်းပြေး၍ကောဘာထူးအောင်မည်နည်းဘယ်နေရာရရအောင်အတူတူသာမဟုတ်လောအခန်းရှင်မိမကြီးသူ့ကိုတင်းတင်းနှုတ်ဆက်သည် ငါတို့မရဲဘဲမသွားမနေတာအကောင်းဆုံးပါခုတော့တကယ်တော့သွားလိုက်ကြတာတဝုံဝုံနဲ့ဘလောက်ပဲကြောက်ကြရတဲ့လားကြည်ရတာရှက်စရာတိတ်ကောင်းလိုက်တာဘာကြောင့်များထွက်ပြေးကြရတယ်လဲမသိဘူးပြေးတော့ဘာထူးမှမဟုတ်လို့လေပထမကဘာစစ်တုံးကလည်းဒီလိုပဲဂျာမန်တွေကမြို့ကိုတိန်းတော့ထွက်ပြေးလိုက်ကြတာထွက်ပြေးလိုက်ကြတာတဝုံဝုံနေတာပဲဒါပေမဲ့လည်းပါရီကိုတော့မရောက်ပါဘူးငါတို့မရဲနွားနုတ်တဲ့မိမကြီးကပြောတော့အစိုးရတက်မကြီး40နဲ့တိုက်မလို့တဲ့ပါရီကိုအသိမခံဘူးတဲ့ဂျန်နတ်ခေါင်းကိုငြိမ့်သည် ်တနအီကြကြောလောက်စကားမပြောဘဲထိုင်နေသည်အင်ရှင်မိမအီနေသည့်အခန်းထဲတွင်နေရောင်လင်းလက်လျက်ရှိသည်ကြောင်ကလေးကကျမ်းမြင့်ပေါ်မှနေရောင်အပြောက်ကလေးများကိုလိုက်ဖမ်းနေသည်ဂျနက်သည်ရုပ်ခနဲထလိုက်သည်သူအသက်ရှင်နေရအောင်မည်မာရီရှယ်အခန်းသို့ပြန်လာခဲ့သည်တကားပေါ်တွင်စာရွက်ကလေးတစ်ရွက်ခောက်လျက်သာဂျနက်ရိုရှီရိုမြေရောက်ဘူတာရုံမှမနက်၄နာရီထိစောင့်နေမည်ဆိုပြီးရေးထားသည်နာရီကိုကြည့်လိုက်သည်၃နာရီထိုးနေပြီအချိန်ရှိသေးသည်ဖွင့်ထားသည့်ဆိုင်နှဆိုင်နှဲသို့ဝင်ကာအော်ရီကလုံးရေမွေးတပလင်းဝယ်သည် ဈေးတရားနေ့တီနေ့ခွေမြ мян လို့ဖို့ပြောရသည်အရေးတဲ့တွင်ဘူဒာမှား၍သွားဆောင်သေးသည်အစီယာမြေရောက်ဘူဒာရုံဝတွင်ငါးနာရီထိုးသည်ထိဆောင်၏မသိင်္ဂသဖြင့်လက်ပွေအိတ်ထဲဆာရက်ခောက်ကလေးကိုယူကြည့်သည်ကဘာဤသည်ချက်ချလဲသွားသည်ဟုထင်လိုက်ရသည်ရိုရှီယိုမြေရောက်ဘူဒာရုံဝသို့ရောက်သည့်အခါတွင်လူသူဆို၍တရားမများမရှိတော့စားတိုက်သို့ပြေးသည်ပိတ်ထားသည်တယ်လီဖုန်းဆက်เสียဘယ်နေရာမှမရှိတော့အခန်းသို့ပြန်လာခဲ့ပြီးဓာတ်စာတန်တယ်လီဖုန်းဆက်သည်စိတ်ကူးရင်ကျလည်းမရှိတော့ဓာတ်စာသည်သူ့အမူခေါ်သွားလိမ့်မည်တို့ရရင် ပြန်ထူတာမကြရ။အိတ်ထဲမှာမှတ်စုစာအုပ်ကိုထုတ်ပြီးတွေ့သည်။နံပါတ်တွေကိုစက်ကြည့်သည်။ဘသူတွေမှန်းတော့ကောင်းကောင်းမမှတ်မိ။တူ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 ဟူသည့်ညင်းငွေပွဲအတန်ကိုသာကြားရသည်။အင်းဘသူမှမရှိကြတော့ဘူးထင်တယ်။တယောက်တည်းပြောမိသည်။ထိုတော့တွေ့၌ကအခန်းပိုင်ရှင်မျိုးသမီးသည်သူ့မှန်းနဲ့အဆက်အသွယ်ရပြီးနေပြီ။ဘယ်ကတမကြီးလေးစရာမှလဲ။တတမှမရှိဘူး။မြို့ထဲမှာပလိတ်နဲ့မိသားတစ်ဖွဲ့လောက်ပဲကျန်တော့တာ။ပြတဲ့ဘိုလ်ချုပ်တော်မှာပဲရှန်တီလီကိုသွားပြီးဂျာမန်နေနဲ့ဆက်ဆက်နေပြီဆိုပြီးပြောသည်။နောက်ဝက်စီမှာအမြောက်တံများကိုဇက်တိုက်ကြရသည် မြို့ထဲတွင်ဘသူမှမရှိတော့ဟုဂျန်နက်ကပြောသည့်အခါတွင်အရှင်မင်းမကြီးသည်အခန်းထဲတွင်အယူးလိုဟိုပြေးဒီပြေးလှုပ်နေသည်ဂျန်နက်သည်အပေါ်တက်ကသူ့အခန်းသို့တက်လာခဲ့သည်ပတင်းဝါတွင်အကြာကြီးရက်နေမိသည်လမ်းမတစ်လျှောက်တွင်လူတွေဥဒဟိုစပွဲတွေကလတ်ထိုင်းတွေတင်ထားသည့်တွန့်လှဲ့များကိုတွန့်လျက်တခါတရံတွင်တွန့်လှဲ့ပေါ်တွင်ထိုင်လိုက်သွားသည့်အဖွားကြီးများကိုလည်းမြင်လိုက်ရသည်ခွေးကလေးတစ်ကောင်ဟာဟောင်းလျက်အိမ်များတွင်တရုတ်ကတကားများကပိတ်လျက်အင်းဘသူမှမရှိကြတော့ဂျန်နက်နောက်တစ်ချိန်ညင်းမိပြန်သည် လူတစ်ယောက်ကကလထိုင်းလေးကိုထမ်းရင်អော်လာသည်ကလေးကသူ့တတားမြင်းကလေးကိုမခွဲရသဖြင့်လက်တွင်ပိုက်လျက်အဘွားအိုကြီးတစ်ယောက်ကငှက်လောင်ရင်ကလေးကိုဆွဲလာသည်တဖက်တက်မျက်မှန်ကိုတတ်သားသည့်လူတစ်ယောက်ကအိတ်ကြီးတစ်လုံးနဲ့တွင်ចောင်းတကောင်ကိုထည့်၍လွှဲလာသည်ចောင်းကတញောင်ញောင်អော်၍ရုံးလျက်အဘွားအိုကြီးတစ်ယောက်ကိုတွန်းလှန်နေတွန်းသွားပြီးမိမတစ်ယောက်ကလေးနှစ်ယောက်ကိုတဖက်တစ်ချက်ချီပိုးလျက်တချို့ကဘိုက်စကယ်ရီစီးပြီးထွက်သွားကြသည်ဟာလာဟင်းလင်းဖြစ်ကြံခဲ့သည့်မြို့ကြီးကိုကြည့်ရသည်ဟာအသေးထိတ်စရာပဲဂျန်နတ်သည်အောက်ထပ်သို့ပြေးဆင်းလာခဲ့သည် အရှင်မိမကြီးလည်းမရှိတော့ပေပစ္စည်းအလုံးကိုထားပစ်ခဲ့သည်ဂျန်နက်ကိုပင်အကြောင်းတော်မကြားအခန်းကိုတော့ပင်ခတ်မသွားဂျန်နက်သည်လမ်းမလေကောင်နှင့်ရှောက်လာခဲ့သည်မိလောင်သည်ညှော်နှံကြီးထွက်နေသဖြင့်အသက်ရှူ၍ကောင်းကောင်းမဝါခြင်းဓာစီလောင်ကညာကိုမိလောင်နေခြင်းဖြစ်သည်ခဏကြာလျင်မိုးကြီးရွာလာသည်မိုးပေါက်များသည်မိကိုများကြောင့်မဲနှက်နေကြသည်မဲနှက်သည့်မျက်ရည်ပေါက်များသည်ဂျန်နက်၏ပါးပြင်ပေါ်သို့ကျလာကြသည်ဟာလာဟင်းလင်းဖြစ်နေသည့်စိတ်ပြူကျယ်လျက်ရှိသောမျက်လုံးများဖြင့်ဂျန်နက်သည်လည်းလူအုပ်ကြီးနှင့်ယောဂါ မိခိုတို့ဖုံးလျက်ရှိသောပါရီမျိုးကြီးမှထွက်လာခဲ့တော်သည်အခန်း84သတင်းစာတစောင်းတလေတွေ့ရလို့တွေ့ရညာတမနက်လုံးအဂနီစလိုက်ရှာသည်သတင်းစာရောင်းသည့်ဆက်ကလုတ်ခုံကလေးများတွင်အပတ်စဉ်ဂျာနေဟောင်းတချို့ကိုတွေ့ရသည်ထို့နောက်သတင်းစာရောင်းသည့်ဆက်ကလုတ်ခုံကလေးများလည်းပိတ်သွားသည်သတင်းစာတွေမထွက်တော့ဟုကြောတန်ကြရသည်တို့ရရင်ညနေပိုင်းသို့ရောက်သည့်အခါတွင်သတင်းစာရောင်းသည့်တငယ်ကလေးများ၏အော်တန်ကိုကြားရသည်သတင်းစာတစောင်းကိုအမောတကောပြေးဝဲသည် မျက်နှာဖုံးတွင်စိမ့်ကမ္ဘာ၌မိမတယောက်ကခွေးကလေးတစ်ကောင်အားရေချိုးပေးနေပုံကိုဖော်ပြကပါရီသည်ယခုတိုင်ပါရီဖြစ်သည်ဟုခေါင်းတက်ထားသည်အဂနိစ်ကဒေါသထွက်သွားသည်လက်ဆတ်တော့သတင်းစာဟောင်းတစ်စောင်ကိုလိမ်ယောင်းသွားခြင်းဖြစ်သည်ရက်စွဲအားဂျွန်လာဆယ်ရဲ့ကျောင်းသူပြေးကရေဒီယိုကိုဖွင့်ကြည့်သည်ဖျားရှိကိုအတန်လှည့်နေသည်ထို့နောက်ပြင်သစ်ကြည်ဆိုင်ရာအမေရိကန်တန်မတ်ဘူးလစ်ကဂျုံအော်အား၏ဗိမ္မာန်သို့သွား၍လွမ်းသူပန်းကိုချပြီးပြင်သစ်ပြည်သူတို့ကိုကဲတင်ပါလေဂျုံအော်အားဟုအင်္ဂလိပ်လို ဆက်စုံမှန်ပပဖြင့်ဆူတောင်းနေသည်ထို့နောက်တန်ကိုတေးသွားပေါ်လာသည်နောက်ဆုံးတွင်သတင်းကြေညာသူကမိမိတို့တက်များသည်နော်ဝေးတီနာပစ်မြို့ရှိဘက်သို့ချီတက်လျက်ရှိသည်ဟုသိရသည်ဟုပြောနေသည်ရေဒီယိုကဘာပြောတာလဲဟုဒုက္ခသည်ဖိုးကြီးရီးခွေရမေးသည်ဘာမှမဟုတ်ပါဘူးဗျရဲ့သတင်းတွေမစုံသေးလို့စောင့်နေရထင်ပါရဲ့နောက်ပြန်လောက်ဆိုရင်ပြည့်ပြည့်စုံစုံသိရမှာပါတို့ရရင်နောက်တနေ့မနက်တွင် ရေဒီယိုသည်အတန်တိတ်သွားသည်အဂနိစ်ကြံရမရဖြစ်ပြီဒတ်မြို့တွင်ရှိသည့်အဖေထံသွားမည်လို့ဟုစဉ်းစားသည် ထိုနေရာသို့ဂျာမန်တို့ရောက်မည်ဟုမထင်ဟာလာဟင်းလင်းချင်းနေသည့်ចောင်းစာတင်ကများသို့ရှောက်သွားသည်အဝိစုတ်တွေတန်ဘူးခွန်နေရာနေရာနှက်မနေ့အထိဒီနေရာတွင်စပြေးဒုက္ခတွေရှိသေးသည်ယခုရီကွေတယောက်သာကြံနေသည်အဘကတော့လမ်းမလျှောက်နိုင်တော့ဘူးဆိုပြီးပြောသည်အက်နီစ်မြေတို့အစီအစဉ်ရှိသည်ကိုမေးမြန်းခြင်းလည်းမပြုသွားဖို့ကောင်းပြီဟုသူသဘောပေါက်သည်တို့ရရင်သူ့ကိုပြည့်၍သွားလိမ့်မည်လို့ဟုရင်ထဲတွင်တထိတ်ထိတ်အက်နီစ်လို့သမ ्या ကိုစိုးရိမ်သဖြင့်မျက်လုံးအဆုံပြင်ကြည့်နေသည် တယောက်တည်းကြံရိတ်ခဲ့မြည်ကိုအကြောက်ဆုံးအားလုံးကုန်ကြပါလားမြို့ထဲမှာရောမရှိတော့ဘူးလေဘာရဲ့သွားကုန်ကြပြီကျမတော့ဘယ်ဥမှမသွားတော့ပါဘူးဘာရဲ့အဂနိစ်ကပြောသည် အဖိုးအိုဟာပြုံးကျင်သည်တို့ရရင်ပြုံးရင်မရသူမျက်နှာကြော်သားများကတုံဆိုင်နေကြသည်မိမိသည်အဘဲကြောင့်ပါရီတွင်နေရက်ခဲ့လေသည်နည်းဟုတော်တော်လေးကိုရင်တွင်ပိုက်ထားရင်အဂနိစ်တွေးနေသည်အဖိုးကြီးရီခွေးကိုသနာသဖြင့်မသွားဘဲနေခြင်းလောတို့ရရင်တော်တော်လေးကိုလည်းထည့်စင်းစားရအောင်မြည်တော်တော်လေးကိုလုံခြုံရသူပို့ရမြည် လမ်းတွင်ကလေးပြောက်သွားလျင်ခက်ရကြည့်ဘဲကြီးရန်မိမကြီးမှာလမ်းတွင်သမီးကလေးပြောက်ခဲ့ပြီမဟုတ်တော့တို့ရရင်ပါရီတွင်နေခဲ့လျင်လည်းတတတာမီမဟုတ်ဘုံတံကိုကြောက်ရသေးသည်ဘုံတခါကျဲလျင်လူ2000လောက်တည်တတ်သည်ဒီဖြစ်ကပိုး၍ဆိုးသေးသည်တို့ဖြစ်လျင်အဘဲကြောင့်မသွားသေးသည်နိတို့ဆိုလျင်အချောက်တိုက်တတ္တိကောင်းခြင်းများသာဖြစ်လိမ့်မည်တလွဲစပင်ကောင်းနေခြင်းများသာဖြစ်လိမ့်မည်အကြမီတော့ကရေဒီယိုကိုဖွင့်ခဲ့ရာတွင်တိတ်ဆိတ်နေသည့်အတန်လှန့်ဖန်းဆက်တွေကိုကြည့်၍သူကြံ့ရမရဖြစ်ခဲ့သည် တော်တော်ရိပ်ရုပ်ထွက်ပြေးရသည့်အဖြစ်မျိုးသည်ရှက်စရာကောင်းသည်ဟုသူထင်သည်ကြံ့ခိုင်သည့်သူစိတ်ဓာတ်သည်သူ့ကိုလွှမ်းခြုံလာသည်ဟာလာဟင်းလင်းဖြစ်နေသည့်မျိုးကြီးတွေကြံ့ရည်နေခဲ့ခြင်းဖြင့်တိုင်းပြည်အတွက်တစ်ခုခုအကျိုးပြုနေသည်ဟုသူထင်နေသည်ခလေးထိန်ဖွားဤမီလာနီရောက်လာပြီးသူနှင့်အတူလိုက်ခဲ့ဖို့ခေါ်သည်အတော်တို့လုံသမားရေကြီးပဲလော်ရီလေးစီးရှိတယ်ဘာဖြစ်ဖြစ်ကို့လူတိုင်းနဲ့ကိုဆိုတော့တော်သေးတာပေါ့သမီးရဲ့ဟုဆိုသည်အဂနိစ်ကနေရစ်ခရံဆုံးဖြတ်ပြီးပြီဟုပြောလိုက်သည်မီလာနီစိတ်ဆိုးလိုက်သည်မှာစုပ်ဝဲမရှိတော့ ဟုတ်သည်သူတို့ပြောသည်စကားမှန်သည်အဂနိစ်သည်ခန်းစားချက်ကင်းသူသူ့ယောက်ျားကိုတတ်ခဲ့ကြသည်ဂျာမန်များလို့နှလုံးသားမဲ့သူဂျာမန်နေဂျားတွေနေရက်ခဲ့ကြီးတယ်လေအေးလေဒီလိုဆိုရင်လည်းညီးတဘောပေါ့ရီကွေးကိုထမင်းကြွေးပြီးနောက်အဂနိစ်သည်လမ်းထိပ်သို့ထွက်လာခဲ့သည်လူတွေကမကုံသေးယခုတိုင်ထွက်ကြစေသူတို့နဲ့အတူလိုက်သွားခြင်းသည်တို့ရရင်အဂနိစ်သည်သူ့စိတ်ကိုသူထိန်းသည်အော်တိုင်းတစ်ခုပေါ်တွင်ကြောင်ညာဆာရွက်စာတန်းကတ်ထားသည်ကိုတွေ့ရသည် ပြည်သက်သမ္မတနိုင်ငံတော်လွတ်လပ်ရေးဒန်းတူညီမျှရေးနှင့်ညီရင်းအကူအဖွဲ့ချစ်ခင်ရေးဟုခေါင်းစဉ်တက်ထားသည်။အောက်တွင်ပါရီမြို့ကြီးကိုဟင်းလင်းဖွင့်ထားသည့်မြို့ကြီးအဖြစ်ကျွန်ုပ်ကြေညာလိုက်သည်။ဗိုလ်ချုပ်ဒင်းစ်စစ်ပြင်ခံမင်းကြီးဟုရေးထားသည်။မြောက်အုပ်ချုပ်ဆောင်ထားသည့်ခပ်ပုပ်ကူအဖိုးတို့ယောက်ကကြော်ညာစာရွက်ကိုအတန်ထွက်ဖက်နေသည်။ဟင်းလင်းဖွင့်ထားတဲ့မြို့ဆိုတာဘာလဲဟင်အဖအဂနစ်ကမေးသည်။အဖိုးတို့ကပခုံးတွန့်လိုက်ရင်အဖလည်းမသိဘူးခွဲ့။ခံတတ်မြို့မဟုတ်ဘူးလို့များလာမှမသိတာ။ ပုတ်ရဟန်းမင်းကြီးကမျက်တာရက်လို့မြုပ်မနာအောင်စုပ်ပေးတယ်ထင်ပါအမ်မကောင်းပါဘူးကွယ်အလုသမားတယောက်ရောက်လာကကြောင်ညာကိုဖတ်ပြီးခွေးမာသားတွေဂျာမန်တွေနဲ့အပေးအယူလုပ်ပြီးပြီထင်တယ်ဆိုပြီးအော်သည်မျက်လုံးတစ်ဖက်မှာမျက်ရည်တွေစီးကြလျက်အခြားတစ်ဖက်ကအဂနစ်ကိုကြောင်ကြောင်ကြီးကြည့်နေသည်ကြောက်မျက်လုံးဖြစ်သည်မော့စိတ်မွေနဲ့ပလိတ်ခဝဝတယောက်ကပြုံးလျက်မြို့ကိုဆောင်ဖို့ကျွန်တော်တို့ထားခဲ့တာဟင်းလင်းဖွင့်ထားတဲ့မြို့ဆိုတာကလူတွေကိုတတ်မှာဆိုလို့လောက်တာမကြခင်ခေါင်းဆောင်တွေတွေ့ပြီးတော့ငိမ့်ငိမ့်လှုပ်လိုက်မယ် ဟုပြောသည်လူတွေကမြုပ်ပြုံထွက်ကုန်ကြတော့အဂနိစီသူတို့မနာလိုသည့်မျက်လုံးများဖြင့်ကြည့်သည်လမ်းလျှောက်နေချိန်တွင်ဘာကိုမှမစင်စားနိုင်ညနေတွင်အဂနိစကရှီခွေးကိုနှစ်သိမ့်သည်ပါရီယိုဟင်းလင်းဖွင့်ထားတဲ့မြို့လုလိုက်ပြီတဲ့ဘာကြီးရန်သူကတိုက်ပွဲတွေမတိုက်တော့ဘူးတဲ့ဘုံနေလည်းမချတော့ဘူးတယ်လေဘုံချတာကိုအဘမကြောက်ပါဘူးကွယ်အဘတို့ဒီကိုလာတော့တလန်းအောင်ဘုံတွေကျဲခဲ့ပြီပဲအဘကြောက်တာကဒီကောင်နေဒီရောက်လာမှကိုကြောက်တာအဂနိစမျက်နှာကိုတစ်ဖက်သို့လှည့်လိုက်သည် ်ပထမဆုံးအချိန်ငိုမိသည်ဟုတ်သည်သူလည်းအဖိုးအိုရီကွေးလိုပဲဂျာမန်တို့ပါရီမြို့ထဲရောက်လာမည်ကိုအကြောက်ဆုံးဖိုးအိုကြီးစကားကိုမကြမ်းရသည်မီထိအဂနစ်သည်အဖြစ်ပြက်များကိုကိုနှစ်မဆိုင်ဟုသဘောထားကသူတို့ရောက်လာတော့ဘာဖြစ်လဲဟုတွေးခဲ့မိသည်ဂျာမန်ဆိုသည်မှာအဝေးစားချနာသည်ရလွယ်လျင်သူ့လိုကိုယ်လိုလူပဲဟုတွေးခဲ့သည်ယခုသူ့စကားကိုကြားလိုက်ရသည့်အခါ၌ရင်ထဲတွင်နှင့်သွားသည်ဟုတ်သည်သူတို့တကယ်ပင်ပါရီမြို့ထဲသို့ဝင်လာကြတော့မည်လော ဂျာမန်လေးပါရီမြို့ထဲကိုဝင်လာကြတော့မယ်တဲ့တဖွားဖွားရွရင်မျက်ရည်များသည်ပပြင်ပေါ်သို့စီးကြလာကြသည်အငိမ့်မနေနိုင်လမ်းမသို့ပြေးထွက်လာခဲ့မိပြန်သည်မြက်ပတ်ပေးရည်လျက်မောပန်နေသည့်စသားများသည်ကုန်းစင်ကလေးတိုင်းဆင်းလာကြသည်မြို့မှထွက်သွားရင်ပိတ်ထားသည့်ပတင်းပေါက်များကိုလှမ်းကြည့်သွားကြသည်အဂနိစ်ကသူတို့ကိုပန်မုန်းနှင့်ချောကလက်တချို့ကိုလှမ်းပေးလိုက်သည်စသားကသူ့ကိုငေးကြည့်လျက်ကျေးဇူးတင်တယ်မမသွားမယ်နော်တည်ငြိမ်စွာနှုတ်ဆက်သွားသည်သူ့မျက်လုံးများကိုအဂနိစ်မမေ့နိုင်တော့ အိမ်မရောက်သည့်အခါတွင်ရေဒီယိုကိုပြေးရွေဖွင့်မိသည်တူလူမျိုးအတန်လွှင့်ဌာနမှဝင်ကြီးချုပ်ရင်းနော်၏မိကုံးကိုအတန်လွှင့်နေသည်မိမိသည်အမေရိကန်သမ္မတကြီးရူးစ်ဘဲကနောက်ဆုံးမြေတားရက်ခံနေခြင်းဖြစ်ကြောင်းပြန်ပြောနေသည်ဝင်ကြီးချုပ်အတန်ကခက်တဲ့မြတ်သာထို့နောက်ဂိုင်းအုပ်တစ်ပါးကဤသည်တို့သည်ဖျားသခင်၏ပြစ်ဒဏ်ခတ်တော်မူခြင်းသာဖြစ်ပေ၏ဟုသောဓမ္မကိုဟောနေသည်ထို့နောက်အတန်၏ဘလုံးမထွေဖြစ်သွားကတဖန်ခမ်းမှစကားပြောနေတဲ့ကဲ့သို့ပြတ်သားကြည်လင်သည့်အတန်တန်ပေါ်လာသည်မျိုးသားနိုးကြ၏အတန်လွှင့်ဌာနကအတန်လွှင့်နေတယ် လက်နက်ချပါလှုပ်ဝက်တပ်ဖွဲ့တွေကိုဖွဲ့ပြီးပြီအမှတ်၁၆တရင်ကအာလီဒေတာမှာရှိတဲ့ Freemason ဂိုင်းသားတွေနဲ့ Mouse Warrior အားလုံးကိုတုတ်တင်ရှင်းလင်းပြီးဖြစ်တယ်။ Green Nobel ရင်အမှတ်၄၀ခွန်တရင်ကပိတ်လိုက်ပါသမီးရဲ့ကြားရတာစိတ်မချမ်းသာလုံးလို့ Requey ကပြောသည်။ Agnes အဲ့ရတော့မဝင်မဲမောင်နေသည့်ပတင်းဝရင်တညာလုံးထိုင်ကတင်ကားတံများနဲ့မိုးချုံတကယ်သူရှိသောအမြောက်ပစ်ခတ်တံများကိုနားထောင်နေမိသည်။ကွဲလွန်လေသူတယောက်အတွက်စိတ်ပူဆွေးတော့ကဖြစ်ရတဲ့ကဲ့သို့ပါရီမျိုးကြီးအတွက်လည်း Agnes ပူဆွေးခြင်းဖြစ်သည်။ ်မနက်လင်းသည့်အခါတွင်ဒေါ်တော်ကလေးနှင့်အဖိုးကိုရိုက်ခွေးအတွက်နွားနို့ရလိုရညာရှာရန်ဒေါ်တော်လေးကိုခေါ်ယူထွက်လာခဲ့သည်မယစိုင်းနေအားလုံးပိတ်နေပြီသူ့အနီးနားတစ်ဝိုက်တွင်ခလေးတစ်တိုက်ကိုလှဲပေါ်တွင်တွန်းလာသည့်မိမတစ်ယောက်မှာပါမြေသူကိုမှမတွေ့ရတော့ဩသွားသူကတော့သွားကြတော့လမ်းတောင်တစ်ခုမှာစစ်သားတစ်ယောက်ပြေးထွက်လာသည်သူ့အမြင်တော့သူ့ယောက်ျားပြရာကိုသတိရမိသည်အသားကညွညွမျက်စံကြဲကြဲဒီမှဒီမှပေါ်တီဒိုလီယန်ကိုဘယ်လမ်းအောင်သွားရသလဲရေးကြည့်လို့ပါအဂနိစ်ကလမ်းပြလိုက်ပြီးနောက် ဂျာမန်နေဘယ်ရောက်နေပြီလဲဟုမေးလိုက်သည်စစ်သားကဖြောက်ခနဲလက်ဖြစ်တီးပြီးထွက်သွားသည်အက်ကနီရှေ့ဆက်လျှောက်လာခဲ့သည်ပတင်းမောက်တယောက်ကတခါများကပိတ်လျက်လူသူရိုက်ရံကုန်မှမတွေ့ရပန်းကြံထဲကနာယီစင်မနာယီရရက်နေပြီလက်တန်က၃နာရီကနန်းပေါ်တွင်မေးတင်နေသည်အားလုံးတိတ်ဆိတ်လျက်သုတ်တန်တစားပြင်ပမာထိုစဉ်မိုးချုံတန်ကဲ့သို့တဝုံဝုံမြည်ဟိတံများကိုကြားရသည်လေးအမြန်တွင်နင်းနေကလေးပြန်လာကြသည်တောင်ဝံရပေါ်တွင်စက်ကြတစိမ့်မမေအင်းများကိုထင်ထင်ရှားရှားမြင်ရသည် သူတို့ဘော်တို့ဘုံတွေကျဲချတော့မြည်ကြောက်လန့်ခြင်းမရှိဘဂတိတည်ငြိမ်လျက်ရှိသောသူအဖြစ်ကို Agnes အံ့ဩနေသည်တတော်ကလေးကိုတတ်ကောင်းတတ်ကြလိမ့်မည်တို့ရရင်တတ်တော်ဘာရင်နီမိမိသည်ပင်ယူသွတ်သွားပြီလို့မဆိုနိုင်ဘာကောမှ Agnes နားမလဲတော့တတော်ကလေးနဲ့အတူရိတ်တာလမ်းမကြီးထိရှောက်လာခဲ့စဉ်ရုတ်တရက်တန့်လိုက်မိသည်ဂျာမန်နေသူ့ထံတက်တယ်လာနေကြပြီစသားများကအမုတ်ဖွင့်လာသည့်ကားတစ်စီးပေါ်တွင် rifle တနက်ကြီးရှေ့ချိန်လျက် အဂနိစ်သည်သူတို့ကိုဒတို့မမြင်စေခြင်းဖြင့်ဒတို့၏မျက်လုံးများကိုလက်ဖြင့်ကာပေးလိုက်သည်။ဘာလို့ရမည်ကိုသူမသိ။သူလည်းဂျာမန်တွေကိုမမြင်ခြင်း။တို့ရရင်အဂနိစ်သည်ညနေစိမ်းများကိုငငယ်ကြီးနေသည်။သူတို့လာကုန်ကြပြီဟုတဖွားဖွားယွံနေသည်။အဂနိစ်ကအိတ်တဲအိမ်ရှိတွင်ယက်နေသည်။အဝိနဲ့ဝတ်ထားသည့်မိမကြီးတယောက်ခေါင်းပြူထွက်လာသည်။ဂျာမန်တို့အမြင်သည့်အခါတွင်ငိုပြီးအတွင်းသို့ပြန်ဝင်သွားသည်ပြစ်တစားမှနှစ်ယောက်ကလမ်းတလာလျက်သူတို့တမျက်နာလုံးမိကတ်တွေအဖွေးသား ခန့်မြမြူးရီလိုက်ပြီးဂျာမန်စစ်ဗိုလ်ကြီးကိုလက်ကင်ကွာဝှေ့ရမ်းပြနေသည်တတော်ကအတန်ကလေးလွလွင်ဖြင့်ဟာမမေမမေစစ်သားတွေအများကြီးပဲနော်ဖဖေးကြီးပြန်လာတော့မယ်ထင်တယ်ဟတ်ကောင်လေးတိတ်ဆန်းအဲ့ဒါဂျာမန်လေသူ့အတန်ကိုပဲသူအံ့ဩနေသည်တတော်ကလေးကငိုဤသားလေးလက်ကိုတင်းတင်းဆောက်ကလမ်းကြားကလေးတစ်ခုတည်းသို့ချိုးဝင်လိုက်သည်ထို့နောက်အိမ်သို့ခတ်တုတ်တုတ်ပြေးလာခဲ့သည်မွန်းတဲ့ချိန်နေမင်းကကြက်ကြက်တောက်ပူလျက်နေပူရှိန်ကြောင်အမိုက်ပုံကပုတ်ဟောင်းနေသည်အိမ်ရှိတိုင်းတွင်အမိုက်ပုံတွေရှိသည် မသွားခင်အင်ရှင်တွေကအပြင်ထုတ်ထားခဲ့ကြခြင်းဖြစ်သည်။ကျောင်းသားတွေမူခွေးတိကောင်ပုတ်တကောင်အပုတ်နံကြီးကတလန်းလုံးဟောင်နေသည်။ပိုင်ရှင်မရှိတော့သည့်ခွေးများကအမိကိုကောက်ကာလမ်းမတွင်ရှောက်သွားနေကြသည်။ပထမပလက်ဖောင်းကိုနမ်းကြည့်သည်။ထို့နောက်ကောင်းကင်ကိုမော့ကြည့်ပြီးဥနေကြသည်။ကျောင်းပေးစင်ကြံတွင်အဖိုးအိုရီကွေးကိုတွေ့ရသည်။ကျမ်းမြင့်မော်နေပက်လက်ကြီးလဲကြလျက်လက်နှစ်ဖက်ကဟနေသည့်တကားနှစ်ချက်ကိုတင်းတင်းဆုပ်ထားသည်။ပစက်ဟောင်းလောင်းတွင်ရှာကြီးကတန်းလန်း။ဟမ်မမေဘာဘာဖြစ်တယ်လဲမသိဘူး။တတော်ကပြောသည် ်အဂနစ်ကဘာမှမပြောစစ်ချီတခြင်းတန်သည်လမ်းမဘက်မှပေါ်လာသည်ဟုတ်ကဲ့ပါအခုလိုအဆုံးထိလိုက်ပါနာဆင်ပေးကြတဲ့ clicker ပေါင်းတဲ့ဒေါ်လာမြေသူပေါင်းတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာโอเคနောက်ပိုင်းမှာပြန်ဆုံကြမယ်နော်